င်းမို့ရောက်လာတော့ပါဆိုတော့တကွလေလို့တပွားရတဲ့သိလာတာအေးပဲခူးတဲ့တာယာရီခရိုင်အုပ်ဖို့မြို့နယ်တွေကထမ်းမင်ကုန်းကျေးရွာမှာအခြေချတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့ဘိုယုံစုအထိုင်စကန်းကိုမေလ29ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်သား30လောက်အထိုင်ချတက်ဆွဲထားတဲ့အဲ့ဒီစကန်းကိုတိုက်ခိုက်သိမ်းပိုက်တဲ့နေရာမှာစစ်ကောင်စီတပ်သား10ဦးတေဆုံးခဲ့ပြီးကျန်တဲ့သူတွေထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဥပ္ပုမြေရောက်ပြောက်ကြားတပ်ဖွဲ့ကဆိုပါတယ်အခုပေါ်ဘုံရုံစုစစ်စင်ရေးကိုစမတက်ခင်ကျွန်တော်တို့ဒီဘလော့အချိန်ယူပါတယ်စစ်ကူလာမဲ့လမ်းတွေအားစကျွန်တော်တို့ကိုကြည်ကြည်တယ်ကြည်ပြီးရနဲ့ဒါကျွန်တော်စစ်စင်ရေးစပါတယ်မနေ့ကမနေ့6နာရီ20ရာနေပြီးတော့ဒါစတင်ဝင်ရောက်တက်ခတ်ခဲ့တယ်ပေါ့အဲသူတို့ဘက်ကလည်းဟိုရှင်းပြောရရင်ပစ္စည်း စုံနေပေါ့လက်နဲ့ကြည့်လက်နဲ့ငယ်စုံနေပြန်လဲပြီးတော့အမြင့်နဲ့နဲ့ခုခံပါတယ်ညနေ9:00နာရီပေါ့9:00နာရီမှာကျွန်တော်နောက်တစ်ချိန်အပြီးတိတ်မှဖြစ်မယ်ဆိုပြီးတော့အရွယ်ချက်ကြီးကြီးနဲ့တတိကြီးဆိုတင်းကတ်တယ်ပြစ်တယ်အဲ့ဒီချိန်မှာပဲမနေ့ကလို့တော့မဟုတ်တော့ဘူးသူတို့ဘက်ကပြားတွေညော့လာတယ်ညော့လာပြီးတော့အမနေ့ကတော့ခက်စစ်စစ်မပြစ်နိုင်တော့ဘူးပေါ့မပြစ်နိုင်တဲ့ချိန်မှာကခမ6ကနောက်ထပ်120မမ10လုံးတော့ပေါ့ ထပ်တူပေးတဲ့အချိန်ပဲအမောင်ကိုအာယူပြီးတော့ဒါသူတို့တွေစကန်အောင်ဆုံးပြီးတော့ထွက်ပြေးသွားပါတယ်ပေါ့အဲ့ဒီစကန်သိမ်းတိုက်ပွဲကိုတာယာဝရီခိုင်တရင်383နှစ်တက်ခွဲလေးမြေရောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ကတိုက်ခိုက်သိမ်းယူခဲ့တာလို့သိရပါတယ်ဒီစကန်ကနေလက်နက်ခဲယမ်းတွေရရှိခဲ့ပြီးစကန်ကိုတော့မီးရှို့ဖျက်ဆီးလိုက်တယ်လို့သိရပါတယ် ဘိုးယုံစုစခန်းကဘကိုးယုံမအဆက်မှာရှိပြီးမင်းလာနဲ့ဂျိုးဝင်ကောင်းမျိုးတွေကိုဆက်သွယ်သွားလာနိုင်တဲ့လမ်းဖြစ်တယ်လို့စစ်ကောင်စီရဲ့ကာကင်းစခန်းတစ်ခုဖြစ်လို့တော်လိုင်းတပ်ဖွဲ့တွေအတွက်လည်းအရေးပါတဲ့စခန်းဖြစ်တယ်လို့သိရပါဗျ။အဲအဲ့ဒီဘိုးယုံစုဆစ်ဆီကိစခန်းအုပ်ဘုံမျိုးတွေမဟုတ်ဘူးပေါ့မင်းလာပဲလဲတွားလို့ရတယ်ဂျိုးမကောက်ပဲလဲတွားလို့ရတယ်သူကဘကူယုံမှာတောင်ကြီးမှာရှိတဲ့အတွက်သူတို့အတွက်တထောင်နာဖို့ ဟိုရိတ်ခဖြည့်ဖို့လက်နဲ့ဖြည့်ဖို့ရေးပါတဲ့နေရာတခုပါကျွန်တော်တို့အတွက်ကြတော့လေဒီစကမ်းမရှိမှဒါကျွန်တော်တို့ရှေ့ဆက်လှုပ်ဆောင်အောင်မယ့်အလုပ်တွေအများကြီးတက်ပြီးလှုပ်ဆောင်နိုင်မှာပါလက်ရှိမှာတော့ပဲခူးတိုင်းမှာစစ်တောင်းမြဝန်ဒေတာနဲ့ပဲခူးရိုးမတွေမှာတော်လိုင်းတပ်ဖွဲ့တွေအနေနဲ့စစ်ကောင်စီရဲ့အထိုင်တပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားနေတာဖြစ်ပြီးစစ်ကောင်စီနဲ့နှစ်ဖက်တိုက်ပွဲတွေခက်ဆိတ်ဆိတ်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်